နံပါတ်၈ကတော့စီမင်းစည်းကမ်းတွေပေါ့နော်အခုန FDA ဆိုတဲ့ဥစ္စာဒီထဲမှာထည့်ပြီးတော့ပြောပါမယ်အဲ့တော့မြန်မာနိုင်ငံမှာ package product အနေနဲ့ထုတ်ပြီးတော့ရောင်းတဲ့ဟာပေါ့စားတောက်ကုံအနေနဲ့ထုတ်ပြီးတော့ရောင်းတဲ့ဟာတွေဆိုရင်ဒီအချက်၈ချက်ကိုလိုက်နာရပါတယ်အဲဒီအထုပ်ပေါ်မှာဒစိမ့်ရှိမယ်အဲအဲ့ဒစိမ့်ပေါ်မှာဒီဟာတွေပါဝင်ရမယ်ပေါ့နော်ဆိုတော့အစားတောက်ရဲ့အမျိုးအမိပါမယ်အစားတောက်မျိုးမိဆိုတာဥပမာမြေပဲစားလော်အာပဲကြီးလော စာလေးကိုကျော်စသဖြင့်အာလူးကျော်စသဖြင့်ပေါ့စားတော့ရဲ့အမျိုးအမည်ပေါ့အဲပြီးရင်ပါဝင်ပစ္စည်းဒီဒီဟာကိုကျော်ဖို့အတွက်အာလူးကျော်ဆိုရင်အာလူးပါမယ်စီးပါမယ်စားပါမယ်ပေါ့နော်နောက်အသက်တင်ပမာဏဆိုတာကြတော့ဒီအာလူးကျော်ကအထုပ်ထဲမှာဘလောက်ပါတာလဲဟိုမှာ140 gram သို့မဟုတ်150 gram သို့မဟုတ်30ကျပ်သားသို့မဟုတ်5ကျပ်သားစသဖြင့်ပေါ့နော်ကိုကပမာဏကိုအဲအဲ့မှာထည့်ရရမယ်တကယ်လို့ကိုရဲ့မုတ်ကခုနကဟိုရှေ့မှာပြောလိုက်တဲ့လိုမျိုး အာပဲလာမုတ်တို့အပေါင်မုတ်တို့ဆိုရင်ဘယ်နှလုံးပါတာလဲပေါ့ထဲထဲမှာပဲလာမုတ်ဆိုရင်ဘယ်နှခုပါတာလဲပေါ့အာ12ခုပါတယ်သူမုတ်10ခုပါတယ်ပေါ့နောက်ဒီအရေးစိတ်၄ချိန်ဆိုတာကျတော့ net weight ကိုပြောတာသူကဘူးတွေပိုင်းနဲ့ထည့်ဟာထည့်ပေးထားတဲ့ဟာဆိုရင်အအထဲတဲကထုတ်ကုန်ရဲ့အလေးချိန်ကိုပြောတာပေါ့နော် net weight ကိုပြောတာဟာ 90g ပေါ့ငပိရေဂျိုလို့ပါလို့ဆိုရင်ဂျိုပြီးသားကိုပလင်းနဲ့ထည့်ရောင်းတယ်ဘူးနဲ့ထည့်ရောင်းတယ်ဆိုရင်ငပိရေရဲ့အလေးချိန်ကဘယ်လောက်ပေါ့ ပြီးရင်လုပ်ငန်းရဲ့အမည်နဲ့လိပ်စာပေါ့နော်အဲပြီးတော့ထုတ်လုပ်တဲ့နိုင်ငံမျိုးတုစုထောက်ထားဆိုတာကလေအဲ तू က lot number တို့ batch number တို့ခေါ်ပါတယ်အဲ့ဒါကြတော့အဲဒီနေ့ထုတ်လိုက်တဲ့တဲမှာ3အိုးထုတ်တယ်ဆိုတော့3အိုးဆိုရင်အဲ့3အိုးကိုကိုကတရက်သေးထုတ်တဲ့ထုတ်ကုန်အဖြစ်နဲ့ နံပါတ်အတူတူ ပေးခြင်းလည်းပေးလို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်3အိုးကို2အိုးစီခွဲပြီးတော့မှအဲ2အိုးကိုနံပါတ်တစ်ခုပေးခြင်းလည်းပေးလို့ရတယ်။အဲ့လိုမျိုးကိုယ့်ရဲ့ဒီ one batch ထုတ်လုပ်လိုက်တဲ့အတွက်ပေးထားတဲ့အမှတ်အသားနံပါတ်ပေါ့နော်။ तू ကလေလူဆိုရင်မှတ်ပုံတင်နံပါတ်နဲ့တူတယ်။ထုတ်ကုန်မှာလည်းအဲ့လိုမျိုး batch number ဆိုတာရှိရတယ်။အဲ့ဒါမှ तू ကအဲတကယ်လို့များ complain တွေပါလာတယ်ပေါ့ဟာဟိုထုတ်ကုန်ကမှိုတက်သွားတယ်လို့ပြောရင် ်မာတကယ်လို့အဲ့ဒီနေ့မှာအဲဆိုပါတော့เนาะကျမငပိကြော်ကြောရောင်းနေပေါ့ကျမရဲ့ငပိကြော်ကိုမှုတက်လို့ဆိုပြီး complain လာရေပေါ့ဒါဆိုရင်ကျမအဲ့ဒီ lot number ကိုကြည့်လိုက်မယ် လော့နံပါတ်အရာအဲ့ဒီနေရာကျမငါးဘိတ်သာထုတ်ထားတယ်အဲ့ဒီလော့နံပါတ်မှာငါးဘိတ်သာထုတ်ထားရဲဆိုရင်အဲ့ခုဒီတထုပ်မှုတက်ချင်းဒီခုနငါးဘိတ်သာလုံးမှာမှုတက်သလားဆိုတာကိုကျမပြန်စဉ်းစားဖို့လိုအပ်တယ်အဲ့လိုမျိုးအသုံးပြုဖို့အတွက်ဒီမျိုးတူစုအထောက်ထားဆိုတာကိုထားတာပေါ့နော်အင်္ဂလိပ်လိုပြောရင်တော့ lot number သို့မဟုတ် batch number လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ရေဆွဲတဲ့ရေဆွဲရကြတော့တတန်း အဲတက်တန်းအတွက်ပေါ့နော်ဘယ်နေ့ရထုတ်တာလဲဘယ်နေ့မှာတက်တန်းကုန်မှာလဲဆိုတာကိုရက်စွဲနှစ်ခုနဲ့ထည့်ပေးတယ်ဒါမှမဟုတ်လို့ရှိရင်ထုတ်တဲ့ရက်ကိုပဲသူကရက်စွဲအနေနဲ့ထည့်ပေးပြီးတော့တက်တန်းက3လခံပါတယ်ဆိုတာမျိုးလည်းပြောတဲ့ဟာကြီးလည်းရှိတယ်ပေါ့အဲ့တော့ရက်စွဲကတော့ဒါတက်တန်းအတွက်အဓိကထားတဲ့ဟာပေါ့ပြီးတော့သုံးစွဲရန်အညွှန်းအကြတော့ဥပမာအဲ ကြော်ပြီးမှစားပါချက်ပြီးမှစားပါဆိုတာမျိုးဒါမှမဟုတ်ရင်အေးခဲပြီးတိမ့်ထားပါဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဒီပစ္စည်းနဲ့ပတ်သက်တဲ့အညွန်းပေါ့နော်ဒါကတော့အဲဒီရှစ်ခုကထုတ်ကုန်ပေါ်မှာပေါ့ပါမယ့်ဟာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံမှာတော့ FDA ဒီမရှိမဖြစ်ရှိလို့ရှိရမယ့်ဟာမဟုတ်ပါဘူးဒါပေမဲ့အဲ FDA ယူခြင်းနဲ့ဆိုရင်တော့မလုပ်ရမလဲဆိုရင်ခုနက ဟိုပုံ share လိုက်တယ်လို့မျိုးပေါ့နော်တီးကြလူနေအိမ်နဲ့တစ်ဆက်တည်းမဟုတ်တဲ့လူနေအိမ်ရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်တဲ့နေရာမှာအထုတ်ကုန်ထုတ်ဖို့အတွက်တီးကြအဆောက်အဦးနဲ့ဖြစ်ရမယ်ပြီးရင်အဲ့ဒီတီးကြအဆောက်အဦးမှာအာသူကဝင်ပေါက်ကတက်တက်ထွက်ပေါက်ကတက်တက်အခုနောက်လိုမျိုးအထုတ်ကုန်ရဲ့စီစဉ်မှုက straight line မြင်းပြောင်းလို့ဖြစ်ရင်ဖြစ်မဟုတ်ရင် U ပုံစံဖြစ်ရင်ဖြစ်မဟုတ်ရင် L ပုံစံဖြစ်ရင်ဖြစ်အဲ့လိုမျိုးစနစ်တကျရှိရမယ်ကုံချမ်းနဲ့ကုံကျောနဲ့ရောမနေရဘူးအစရှိတဲ့အချက်တွေနဲ့ပြည့်စုံမှသာ FDA လက်မှတ်ကိုရတာပေါ့နော်ဆိုတော့ FDA ဒီအိမ်မှာထုတ်တဲ့စားသောက်ကုံတွေက FDA ယူလို့မရဘူး FDA ယူလို့ရဖို့အတွက်ဆိုလို့ရှိရင်ခုနကသူပြောထားတဲ့အနေအဆုံးစီကံချက်တွေနဲ့ကိုက်ညီရမယ်ပေါ့နော်အဲကျမရဲ့ page ပေါ်မှာအဲ့လို ဝင်ပေါက်ထွက်ပေါက်တို့လိုမျိုးဟာမျိုးတွေဒီ FDA ယူကျင်နေဆိုရင်လိုက်နာရမယ့်ဟာတချို့တလေရေးထားတာလေးရှိပါတယ်အဲ page မှာရှာကြည့်ပါနော်အဲ့တော့အစားတောက်ကုန်အစားတောက်ထုတ်လုပ်ရောင်းချတာဟာ regulated industry ဖြစ်တယ်စီးနဲ့ကန်းနဲ့လောက်ရတဲ့အလုပ်ဖြစ်တယ်အစားတောက်ဘေးကင်းမှုဟာအရေးကြီးတဲ့ကိစ္စဖြစ်တယ်ဆိုတာကိုတော့စိတ်ထဲမှာအမြဲတမ်းသတိထားရမှာပေါ့နော် ။ဘာကြောင့်လဲဆိုတော့ကိုထုတ်လိုက်တဲ့အစားတောက်ကတကယ်လို့ထားပါတော့ဘက်တီးရီးယားပိုးတွေပါတယ်ဆိုရင်ဒီဟာကိုစားတဲ့လူတွေကဝန်းလျှောတာတို့အဘိုက်အောင်နာတို့တွေဖြစ်မယ်ဆေးရုံတွေပါတယ်ရောက်မယ်ဒါပြည်သူ့ကျန်းမာရေးကိုတွားပြီးတော့အဆိုးကျိုးဖြစ်စေတယ်လို့ပြောလို့ရတာ။ဒါကြောင့်မို့လို့ဒါအ regulated industry ဖြစ်တယ်။အဲ့လိုပဲအိမ်အားထုတ်ပြီးရောင်းတယ်လို့ပဲလမ်းဘေးမှာရောင်းတဲ့အစားတောက်တွေလည်းလိုက်နာရမယ့်စီကံတွေရှိပါတယ်။အဲ့တော့ဥပဒေနဲ့မလွတ်အောင်ပေါ့နော်။ဥပဒေနဲ့ကိုက်ညီအောင်တရားလေးလေ့လာဖို့လိုပါတယ်။